အားလုံးမင်္ဂလာပါမြန်မာကုစတူဒီချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါရစေဒီကနေ့မှာတော့အောင်မြတ်တာနဲ့ကျွန်းနမုတ်ဆိုးဆွေဇလန်လေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ဆုံးထိလိုက်ပါခန်းစားနာဆင်ပေးပါအောင်ဗျခင်မောင်ထားစမ်းမောင်ကွာရွာလေးကင်းထဲမှာအိပ်ပျော်နေတဲ့ကိုခင်မောင်ကိုလှုံ့နှိုးလိုက်တဲ့ကိုအေးဆောင်ကြောင့်အိမ်မောကြနေတဲ့ခင်မောင်တယောက်အင်းအေးနဲ့ထလာခဲ့တယ်ကိုအေးဆောင်ဘာဖြစ်တာလဲဗျာငါဒီညဖဲနိုင်လာတယ်ကွာအဲ့ဒါဟိုဟိုနေအောင်သွားကြအောင် ဖဲနိုင်ကိုဘသာကိုသွားဗျာကျုပ်အိတ်ချင်နေပြီမင်းရလဲကွာအိတ်ဒါနေတိုင်းအိတ်လို့ရပါတယ်ဟိုဒီနေ့ကငါမျိုးမျိုးမျိုးလေးရလာတော့မင်းကိုခေါ်သွားချင်လို့ပါငါကောင်ရနေစမ်းမအောင်ခမရဘဲကိုသွားချင်လို့လေဟိုဟိုလေမီးလုံးအနီလေးထုံးထားရင်သွားမလို့ကွာမင်းကအဲ့လိုနေရမှာအလုပ်လုပ်ဘူးတော့ငါ့ထက်ပူကျွမ်းမှာပါဟိုလှုပ်ပါကွာငါမင်းတို့ဆိုက်ပြပါမယ်ကွာကိုအေးဆောင်စကားကြောင့်ခင်မောင်ငုတ်ထုတ်ထထိုင်လိုက်ပြီးရီဝီဝီဖြစ်နေတဲ့မျက်လုံးတွေကိုပုတ်တက်လိုက်ကဟိုကျုပ်လိုက်ဆိုလိုက်ပြီးမင်း ဒါပေမဲ့အထဲတော်မဝင်ဘူးနော်ဟိုခမားစီနာချင်းကြိုးဖို့ဖယ်ထားတဲ့ပတ်စံကိုပဲပြီးဟေးပြိမယ်ကွာဟိုအချိန်ကနောက်ကြနေပြီမြင်မြန်လို့ဟာကိုအေးဆောင်ကခင်မောင်ရဲ့လက်ကိုဆွဲပြီးအတင်းခုံမှုကြောင့်တောင်ရင်မြေကန်တဘေးမှာရှိတဲ့ရက်ခွက်ဘက်ကိုထွက်လာခဲ့လိုက်တယ်ခင်မောင်ကတကောင်ကျွတ်ရရစားစားလူမျိုးဖြစ်တဲ့အပြင်အလုပ်ကလည်းတော်တော်စုံနာမှုမြို့မှာဆိုရင်တော့မသိတဲ့သူမရှိတလို့ရှားတယ်အခုလည်းအေးဆောင်ရဲ့ခေါ်ဆောင်မှုကြောင့်လမ်းညွန်လမ်းညားတွေကနေတောင်ရင်မြေကန်တဘေးကရက်ခွက်လေးစီကိုရောက်လာခဲ့ကြတယ် ။အိုးညတနားရီတောင်ရှိနေပါလား။ဒီချိန်တို့အဆင်မပြေလောက်ဘူးနော်။ခင်းမောင်းစကားကြောင့်ကိုအေးဆောင်စုပ်တစ်ချက်တက်လိုက်ပြီ။အာမင်းမှကွက်ပြောက်တွေရှိတာငါသိပါတယ်။လုံးစားမှာကွာ။ဟိုကျုပ်တည်တဲ့နေရာတော့ရှိရဲ့။ဒါပေမဲ့အာမတော့မခံဘူးနော်။ခင်းမောင်းကတရင်နေရင်ဖြစ်နေတဲ့ခြေလန်းနေနဲ့ကျွန်းတော်ခွေမှာရှိတဲ့လူနေအိမ်ဘက်ကိုထွက်လာခဲ့လိုက်တယ်။ကိုအေးဆောင်ဟိုးရှိမှမြင်နေရတဲ့အိမ်။အဲ့ဒါခမည်းပြောတဲ့အိမ်ပဲ။ဟိုကျုပ်တို့အထဲမဝင်တော့ဘူးနော်။အေးပါကွာ ဟိုငါစင်ပြေမင်းတို့အကျိုးမျိုးစီရပါဘူးကိုေးဆောင်ကမီးလုံးနီနီထွန်းထားတဲ့အိမ်ထဲကိုဝင်သွားတဲ့ချိန်ကိုခင်မောင်ကလမ်းမမှရှိတဲ့ဗထောက်ပင်အောင်မှာဆေးလေးပွားရင်ထိုင်ဆောင်နေခဲ့လိုက်တယ်ခွေးတရောင်းစားနင်းကငါတို့ရင်ဘာတင်လို့ဒီစကားလာပြောရလဲဟမ်ရုပ်ရည်ထွက်ပေါ်လာတဲ့အတန်းကြောင့်ခင်မောင်ခေါင်းထောင်ဝီးကြည့်လိုက်ရာအေးဆောင်ကိုလန်အားဆွဲပြီးထိုးကျိပ်ဖို့ရွေနေတဲ့လူလက်ပန်းယောက်ျားနှစ်ယောက်ကိုမြင်တွေ့လိုက်ရတယ်မဟုတ်ပါဘူးဗျာကျုပ်ကျုပ်ကျုပ်အိမ်မသွားလို့ပါဗျာတောင်းမှန်ပါတယ်ခွေးမသာယူကြောင်ကြောင်လာလုံနေတယ် လူနှစ်ယောက်ကကိုအေးဆောင်ရဲ့မျက်နှာကိုတခွက်ခွက်မြင်အောင်ထိုးနေရကြအောင်ခင်မောင်မနေတာတော့ပဲကြားမှာပြေးဝင်ကဟာအချင်းချင်းအဲ့လိုမလုပ်ကြပါနဲ့ဗျာဆိုင်ပိတ်ရင်လည်းပိတ်တယ်လို့ပြောရင်ရပါတယ်ဟာဒီကောင်ဘာကောင်လဲဟာခမားတို့လုံနေတာတရားမဝင်လို့နော်ကျုပ်အခုရဲတန်လိုက်ရင်အကုန်ဒုက္ခရောက်ကုန်မယ်ခင်မောင်ရဲ့စကားကြောင့်ဒေါသုံထားနေတဲ့လူနှစ်ယောက်ရဲ့မျက်နှာကရဲကနေဖြစ်သွားပြီဘာလို့တရားမဝင်လို့ရမှာလဲမင်းတို့ကခွေးစကားပြောနေတာစကားဆုံးမှာပဲခင်မောင်ရဲ့မျက်နှာပေါ်လက်တိနှစ်ချက်ဆင့်ကြလာကလူလဲထူပူသွားခဲ့တယ် ဟေးဟေးဘာဖြစ်နေရလဲတမ်းမီအောင်တဝင်းဝင်းနဲ့ပြေးလာတဲ့လူတို့ချို့ကြောင့်မြေပြင်ပေါ်လဲကြနေတဲ့ခင်မောင်ခေါင်းထောင်ကြီးလိုက်ရယူနီဖောင်းအပြည့်စုံဝတ်ထားတဲ့ပတ်တရားရဲတွေဖြစ်နေခဲ့တယ်ဒီကောင်နေကျွန်တော်ရင်မကောင်းတာလှုပ်စားတဲ့အိမ်ဆိုပြီးလာရည်နေလို့ဒင်ငမူးတွေတော့တေတော့မှာပဲဒီကောင်တွေလက်ထိတ်ခက်လိုက်စမ်းလက်မောင်းမှာအရင်နည်းပါရရဲ့ဟာခင်မောင်နဲ့အေးဆောင်ရဲ့လက်ကိုလက်ထိတ်ခက်လိုက်ပြီးဆွဲထုတ်လိုက်တဲ့အချိန်ဟဲ့လူခမည်းအိမ်မှာမီးလုံးနေထုံးတာကြောက်တော့မြင်တာပဲလေဒါဟုတ်ရင်းနဲ့ဖမ်းခိုင်းနေလား ။အော်ဒီခွေးသတောင်းသားတော့ကွာ။မီးလုံးနေထုံးတာတိုင်းမင်းတို့ပြောတဲ့အိမ်ဖြစ်စရာလား။မီးလုံးနေထုံးတာတာနတ်စင်မှာထုံးတာတာကွာ။စောင့်ကမှုတွေ။ငါပြေးထုတ်လိုက်ရ။အဲ့ဒီတော့မှခင်မောင်နဲ့အေးဆောင်လို့နေအောင်မျက်လုံးပြူးကြည့်လိုက်ရ။အိမ်ရှိအဝင်မှာစောက်လုထားတဲ့နှကွန်းတစ်ခုကိုလှမ်းမြင်လိုက်ရတယ်။ကိုေးဆောင်ကျုပ်ကျုပ်အိမ်မပြီဗျ။ခင်မောင်ရဲ့စကားကြောင့်အေးဆောင်ရဲ့မျက်နှာရေနွေးမှုနဲ့အလောင်းခံရတဲ့ကင်းမွန်ကောင်လိုညှို့ကြသွားပြီးအမှုလည်းပြေသွားခဲ့ရတယ် နန်းစော်နေတဲ့ချိုခန်းထဲမှာတော့တဝီဝီပြန်နေတဲ့ချိန်တွေကမရေမတွန်းနိုင်လောက်အောင်ရှိနေပြီအထဲမှာရှိတဲ့အချိုသားတွေရဲ့အသွေးကိုစိတ်တိုင်းကြပွဲတော်တင်နေခဲ့ကြတယ်ဒီချိန်ဘယ်ကောင်နေပါလာလဲအချိုခန်းထဲမှာစောင့်နေတဲ့ရဲတယောက်ရဲ့စကားကြောင့်ပတ္တိအောင်ရဲကမျက်စာပြစ်ပြလိုက်ပြီနကုံးမထားထားတဲ့မီးလုံးနီနဲ့ဖိုင်ကမီးလုံးမှားဝင်လို့ဖမ်းလာတာဗျဒီလိုကောင်နေရှိသေးတာပဲလားကွာဟဲ့အောင်နေအထဲဝင်စမ်း အချုပ်ခန်းရှိမှထိုင်နေတဲ့ရဲဟာနံပါတ်တို့ကိုဝေးရံပြီးပြောလိုက်တာကြောင့်အေးဆောင်တဲ့ခင်မောင်တို့နေရာခေါင်းလင်းကုန်ပြီးအချုပ်ခန်းထဲကိုဝင်သွားခဲ့လိုက်တယ်။အထဲကိုရောက်တော့အမောင်တို့ရဲ့မှထိုင်နေတဲ့လူတချို့ကိုမြင်လိုက်ရပြီးတချို့ကတော့သူတို့ကိုပြုံးစည်းစည်းမျက်နှာထားနဲ့ကြည့်နေကြကြတယ်။ဟဲ့အောင်လေဒီနားလာစမ်းရုပ်ရည်ထွက်လာတဲ့အတန်ကြောင့်ကြည့်လိုက်ရအသက်60ရွယ်ကလူတယောက်စီကဖြစ်နေတာကိုမြင်လိုက်ရတယ်။မင်းတို့ကဖိုင်ရန်နေမိလာတဲ့ကောင်နေထင်နေ။အဲ့လိုတော့မပြောပါနဲ့ဗျာကြောက်ဝါသနာမပါပါဘူးဒီလူပဲဝါသနာပါတာ။ ဟာဘာပဲပြောအမှုတွေကနှစ်အောင်လုံးပါတာပဲလေဒါနဲ့ခမရအောင်ဘာကြောင့်အချုပ်ကြရလဲခိုးမှုလားလိမ့်လည်မှုလားငါတိမ်မျိုးပြောက်ဝင်နေတဲ့အရာတွေကိုရှာဖွေမှုနဲ့အချုပ်ကြခဲ့တာတိမ်မျိုးပြောက်ဝင်နေတဲ့အရာဆိုတာဘာကိုပြောရလဲဗျမင်းတို့သိချင်ရင် အချုပ်ကလွတ်တဲ့အခါငါစီလာခဲ့ခမရဘယ်မှာနေရလဲငါရေးဘူးရွာမှာနေရွာရောက်ရင်ဥပ္ပေတီလို့မေးလိုက်လူတိုင်းသိတယ် ဥပေတွေဆိုရဲလူဟာခင်မောင်တို့ကိုမိတ်ဆက်ပြီးရတယ်လုံကြီးကိုချုံကပြန်အိတ်လိုက်ပါတော့တယ်။နောက်တနေ့မနေ့အရောက်မှာတော့ဥပေတွေကိုဆွဲထားတဲ့အမှုကတက်တည်မရှိဘူးဆိုပြီးပြန်လွတ်သွားခဲ့ပြီမယ်။ခင်မောင်တို့ကတော့အမြင်ကက်တဲ့ပုံမှနဲ့အချို့ထဲမှာတပတ်ခန့်နေပြီးမှပြန်လွတ်ပေးခဲ့တယ်။အချို့ကလွတ်တော့အေးဆောင်ကခင်မောင်နဲ့အပေါင်းအသင်းမလို့တော့ပဲတီးကြနေခဲ့ရကြအောင်အပေါင်းအသင်းမရှိတဲ့ခင်မောင်လည်းအချို့ထဲမှာဆုံးခဲ့တဲ့ဥပေတွေနေတဲ့ရေဘူးရွာဘက်ကိုထွက်လာခဲ့ပါတော့တယ်။ရေဘူးရွာရောက်တော့ဥပေတွေကြောင့်မေးပြီးထွက်လာခဲ့ရာတိတ်မကြသေးခင်မှာပဲဥပေတွေနေတဲ့အိမ်ကိုဆိုက်ဆိုက်မြတ်မြတ်ရောက်လာခဲ့ပါတော့တယ်။ ဥပဒေဟိုကျုံမက်မိလားဗျဖိုင်သွားလို့အဖမ်းခံထိရကောင်ပဲဘယ်နေရလွတ်လဲကွာဟာဗျာကျုံမသွားပါဘူးဗျဟိုဘေးလူတွေကြာရင်တမျိုးတင်နေပါဦးမယ်ဒီလိုကြတော့လဲရှက်တက်တာပဲကွာလာကွာရင်နွေးလာတော့ဥပဒေစကားကြောင့်ခင်မောင်လဲကိုပြစ်မှာဝင်ထိုင်ကရင်နွေးတစ်ခွက်ကိုငှဲ့တောင်းနေရဲ့ချင်ဥပဒေဟိုတောင်းရင်းမြတ်မှာဂွင်းတစ်ခုရှိတယ်ဗျာဆိုတဲ့အတန်နဲ့တူကျိုးတစ်ခွေကိုပခုံးမမှာတင်ထားတဲ့လူတယောက် channel ကိုဝင်လာခဲ့တယ် မင်းကဘယ်ကကြားလာလဲဟိုတေတော်ဘက်ကလူတွေနဲ့ပါသွားတဲ့လူတယောက်ပြောသွားတာဗျဒီဘက်မှာဖောင်ချိုးပြက်ပြီးမြုပ်နေတဲ့ကျွန်းနဲ့တွေရှိတယ်ဆိုပဲမင်းကသွားကြချင်တာလားဟို तू ဟာအတိအကျပြောနေတော့သွားကြည့်မလားလို့သွားရင်မောယုံမဲရှိမယ်ငါကောင်တနေ့ကုန်ငုတ်လို့တထောင်လောက်ရရင်ကန်ကောင်ဟူးဒီလိုဆိုရင်လည်းမသွားတော့ဘူးဗျโอ้ดาเนี่ยอุบัติเหตุเอาหน้าด่าล่ะเอ๊ะเฉยไม่จ้าได้หรอกอนาอยู่ด่าล่ะกว่า ဒီလုံးမျိုးကကိုလုံးချင်တဲ့ချင်းလုံးလို့မှမရတာဟုတ်ပါပြီဗျာကျိုးနံမှုဆိုကြီးကပြောမှတော့ကျိုးလည်းနားထောင်ရတော့မှာပေါ့ဥပိ္ပေရဲ့စကားကြောင့်ကျိုးခွေကိုလွှဲထားတဲ့သူကခြံထဲကထွက်သွားတဲ့ချင်းခင်မောင်ကဥပိ္ပေဘက်ကိုလှည့်ကြည့်လိုက်ပြီဟိုဥပိ္ပေနာမည်ကနေဘယ်လိုလုပ်ပြီးကျိုးနံမှုဆိုးနာမည်ဖြစ်သွားတာလဲဒီအကြောင်းပြောရင်တော့မင်းငါးစီမှာညာအိမ်မှာရလိမ့်မယ်ဒါဆိုလေအိမ်မှာပေါ့ဗျာဟိုကျိုးထမင်းတော့ကျွေးရမယ်နော်ထမင်းတော့ကျွေးနိုင်ပါတယ်ကွာမင်းဘယ်လောက်စားမလဲ ကျိုးကစားတာပါဗျာဟိုဥပိတေကကျိုးနဲ့တွေအများကြီးရှာခဲ့ဘူးလားလားဒါဘောကွာငါဘွားမှာရေမြုပ်ကျွန်းနဲ့မြေမြုပ်ကျွန်းနဲ့အများကြီးရှာခဲ့ဘူးတယ်ဒီလိုရှာတဲ့အချိန်တွေမှာလဲထူးခြားစမ်းကြတဲ့အရာတွေကျုံခဲ့ဘူးတယ်မင်းပြောပြရင်ယုံမှာတော့မဟုတ်ဘူးစိတ်ဝင်စားကြပဲဗျာဟိုကျုံလဲအဲ့လိုကြောင်းတွေကိုငငယ်တွေကစိတ်ဝင်စားတာငါ့ကိုကျွန်းနဲ့မဟုတ်ဆိုဖြစ်အောင်လူတယောက်ကလှုပ်ပေးခဲ့တာ तू ကငါ့စီကိုမထင်မှတ်ဖက်နဲ့ရောက်လာခဲ့လို့မထင်မှတ်ထားတဲ့အချိန်မှာပဲထွက်သွားခဲ့တယ် ေးသူ့နာမည်ကိုအောင်မြတ်သာလို့ခေါ်တာပဲတည်တယ်တကယ်ကိုလေးစားကြည်ညိုဖို့ကောင်းတယ်လို့ပြောကွာဥပိ္ပဒေကခလလမ်းမှမြင်ရတဲ့မိုးကုတ်စဝိုင်းကိုငေးကြည့်ပြီးအတိတ်ကဖြစ်ရဲ့အကြောင်းတွေကို တလုံးညင်ပြန်ပြောပြခဲ့ပါတော့တယ်ဥပိ္ပဒေကနာမည်နဲ့လိုက်အောင် PPT တွေနေရလူမျိုးစားစရာမရှိလဲရှိတာနဲ့စားပြီးအိပ်စရာမရှိလဲကြောတခင်းစားနေရမှာရတယ်လို့အိတ်တက်သူတရမှာတော့ဥပိ္ပဒေရဲ့ဘဝကိုပြောင်းလဲဖြစ်စေမယ့်အရာတစ်ခုပေါ်ပေါက်လာပါတော့တယ် အချိန်ကမိုးကုံဆောင်ခုဖြစ်တဲ့အတွက်မနက်9နာရီလောက်ထိမောင်တို့ကဖုံးလွှမ်းနေခဲ့တယ်။ဦးပေတွေကတော့ကုံထမ်းလို့ရတဲ့ငွေလေးနဲ့တောက်ထားတဲ့အရက်ခိုးကြောင်လမ်းမဘေးကအကြော်တဲပေါ်မှာနှိမ့်နှိမ့်ချိုက်ချိုက်အိပ်ပျော်နေခဲ့တယ်။အဲ့ဒီချိန်ဟဲ့လူထားပါဦးဗျ။ထိုကဲသူအတန်းကိုကြားလိုက်ရတာကြောင့်ငေါခနဲ့ထားတိုင်းပြီးကြည့်လိုက်ရာအညူရောင်ယောဂီဝိဇုံကိုဝိစင်ထားတဲ့လူသုံးယောက်သူ့ဘေးမှာထိုင်နေတာကိုမြင်တွေ့လိုက်ရတယ်။ဘာလဲဗျ။မနှက်စိုးကြီးလာနှုတ်ရတယ်လို့ခမရဥပေတွေလား ဟုတ်တယ်ဟိုကြိုးကိုတိနေကြရလားอืมတိတယ်ဆိုပါတော့ဗျာခမရအခုလိုဘွားမျိုးနဲ့နေရတာမငင်းဝေဘူးလားထူးထူးဆန်းဆန်းပြောလာတဲ့စကားတွေကြောင့်ဥပ္ပေတွေမျက်လုံးပင့်ကြည့်လိုက်ပြီကြိုးကဒီလိုမနေလို့ဘလို့နေရမလဲခမရဇာတာအခုလိုပေါ်ပြပြနေရမယ်ဇာတာမပါလာဘူးဗျလာဗျာကျုံတော်လိုက်ခဲ့တခါမှမမြင်မှုတဲ့လူရဲ့စကားကိုဥပ္ပေတွေလွန်ဆန်နိုင်ခြင်းမရှိပဲအဲ့ဒီနေရာမှာဇက်ကနေကောက်တာကအနောက်ကနေလိုက်သွားခဲ့လိုက်တယ် ။ယောဂီဝေထားတဲ့လူဟာဥပိ္ပတွေကိုတောင်းအင်းမြစ်အထက်ပိုင်းကိုခေါ်ဆောင်သွားပြီးကျိုးမင်းနဲ့အလေးချပေါက်တဲ့ကန်းတပြည့်ကိုအရောက်လာတော့မြစ်လေကိုကြည့်လိုက်ပါအောင်။ခမရပါမြင်လေ။ဥပိ္ပတွေလည်းအမည်မသိလူရဲ့စကားကြောင့်မြစ်လေကိုကြည့်လိုက်ဟာရေရွေတွွန်းတွင်းစီးစင်းနေတဲ့တောင်းအင်းမြစ်လေမှာကိုယောင်ကိုဟာပြိုးပြိုးပြက်ပြက်နေလူတချို့စကားထိုင်ပြောနေကြအောင်မြင်လိုက်ရတယ်။ထူးဆန်းလိုက်တာ။ဟိုဒီလူတွေကလှေလေဖောင်းနေမှာပါပဲရေလေမှာထိုင်နေကြပါလား။ဟုတ်သူတို့တွေကလူမဟုတ်ပါမလားလူဆိုရင်ရေးလဲမှာထိုင်လို့ရပါမလား အခုခမားမြင့်နေတာနှစ်ချို့ကျွန်းနှတ်တုံးတွေကိုစောင်းချက်နေတဲ့အဆောက်ရှောက်တွေပဲ။အိုးကျွန်းနှတ်ဆိုတာဘာလဲဗျ။ကျိုးပြင်တကားမှမကြားဘူးပါဘူးဗျာ။အခုကြားဘူးပြီမဟုတ်လား။ခမားကဒီရက်တွေသားမှာပထန်းဆက်ပါတယ်သူမူဒီကျွန်းနှတ်ဆိုတဲ့ဂမ်ဘီယာတဲ့ကြောင်ကြားသိရတာ။အိုးကျွန်းနှတ်ကိုသိတော့ဘာလို့ရမှာလဲ။တိတ်ရတာပေါ့ဗျာ။ကျွန်းနှတ်ဆိုတာလောကီပညာရာကြည့်မယ်ဆိုရင်နဝင်းကြိုက်တဲ့တစ်တမျိုးပဲ။ စီးပွားရေးအရာရောအခြားပညာရေးပိုင်းဆိုင်ရာကိစ္စတွေမှာပါကျွန်းနှက်ကိုအသုံးချလို့ရတယ်။ခမရကျုပ်ကိုကျွန်းနှက်ရှာစေချင်တာလား။ကျုပ်သဘောဆိုတာတဲ့ခမရရဲ့အတိတ်ဘဝတော်ဆက်ခဲ့မှုတွေတွေကြောင့်လို့ပြောရင်ပုံမှန်လိမ့်မယ်။ဟောဒီတောင်းရင်းမြင့်တစ်လျှောက်မှာလူမသိသူမသိနင်းမြုပ်နေတဲ့ကျွန်းနှက်တွေအများကြီးရှိတယ်။ခမရအနေနဲ့ကျုပ်ပြောတာမပြောရင်တဖမ်းမင်စိတ်အောက်ကိုတွားကြည့်လိုက်။ထူးခြားတာကြုံတွေ့ရလိမ့်မယ်။ယောဂီဝီလူရဲ့စကားကြောင့်ဥပ္ပေတွေလည်းယုံတော်မယုံတော်နဲ့ခေါင်းညှင့်ပြလိုက်ပြီ။ဒါဆိုလေစမ်းကြည့်တာပေါ့ဗျာ။ မောလူကတော့ခမောင်းနဲ့ကျုပ်တွေ့ပြီလို့ပြောကမျက်လဲကိုကြည့်လိုက်တဲ့အချိန်စုဖွဲ့စကားပြောနေသူကမျက်ထဲကိုဒိုင်မင်ထိုးကြကပြက်ဝဲသွားခဲ့ကြတယ်။ဥပေတရားလည်းတစ်ခါမှမကြုံမှုရတဲ့ဖြစ်ရဲ့ကြောင့်စိတ်ထဲမှာမတင်မကြဖြစ်ပြီးမနှက်မိုးလင်းတာနဲ့တဖမ်းမင်စီကိုသွားကကျုံနဲ့ရှာဖွေရဲ့လို့ကိုစတင်လုပ်ကန်ခဲ့ပါတော့တယ်။ဥပေတရားငယ်စဉ်ထဲကတန်လွင်မြကန်မင်းမှကြီးပြင်းခဲ့သူမျိုးရင်ငုံချင်းတက်ပညာမှာတခြားသူတွေထက်ပုံမကျွမ်းကျင်တာကသူ့အတွက်အရေးကြီးဆုံးသောအရာဖြစ်ခဲ့တယ်။ဥပေတွေလည်းကော်ဖီအောင်တန်းနေတဲ့မြေအောင်ကျမ်းမြေမှာစံတော်ဝါဝါကုခတ်ရင်ဟိုဟိုဒီဒီစမ်းကြည့်လိုက်ရ ဝါရပြန်သာရေအောက်အရောက်မှာတော့နားထဲမှာလူတယောက်စကားပြောတဲ့လူလူအတန်ကြီးစတင်ကြားလာကြရတယ်။အစားပိုင်းမှာတော့စိတ်ထဲမှာထင်တာလို့တွေးပြီးကူးခတ်နေပြီမယ်။အတန်ကပုံမူပြက်သားလာတာကြောင့်နားဆိုင်ထောင်လိုက်ရ။အောက်ကိုဆန့်ကုန်သွား။မာကြောကြောအရာတစ်ခုတွင်ရအောင်တည်လာတယ်ဆိုတဲ့အတန်ကိုကြားလိုက်ရတယ်။ရေအောက်မှာမို့လို့ဥပိ္ပဒေတယောက်ကြောက်စိတ်တွေဖြန်းကနေပေါ်လာပြီမယ်။စိတ်ကိုတင်ပြီးဆန့်ကုန်သွားကြရာရေအောက်ကျမ်းမြေကိုရောက်လို့ရောက်ခင်ချိန်မှာတစ်သားလိုလိုကြောက်လိုလိုမာကြောကြောအရာတစ်ခုကိုဆမ်းမိလိုက်တဲ့ဖြင့်ရှိသမျှခေါင်းအနဲ့ဆွဲလိုက်ရာ။ အဆိုပါရာကလက်ထဲကိုဆွေးကနေပါလာခဲ့တယ်။ဥပိ္ပတွေလည်းပါလာတဲ့ရာကိုမြင်အောင်ခိုင်းဆိုပြီးရေပေါ်ကိုပြန်တက်လာခဲ့ရာမြစ်ပေါ်ကိုခေါင်းရောက်မှာတော့သူ့လက်ပိုက်ကြည့်နေတဲ့ယောဂီဝိ၃ယောက်ကိုဥစွာမြင်တွေ့လိုက်ရတယ်။ဟေးလူတွေကျုပ်ဆွဲပါအောင်ဗျ။ဥပိ္ပတွေစကားကြောင့်ယောဂီဝိလူနှစ်ယောက်ကမြေခံတစ်ဘေးကနေဆွဲတင်လိုက်ပြီးကျို့တို့ပြောတာယုံမိမလား။ဟိုခမရတို့ပြောတာဒါလား။ဥပိ္ပတွေကလက်ထဲမှာခိုင်းဆုပ်ထားတဲ့တံတောင်းသားသားတစ်တုံးကိုမြှောက်ပြီးပြောလိုက်ရာသဘင်ကိုဘေးတံဆောင်ထုံးထားတဲ့လူကစက္ကနင်လမ်းယူလိုက်ပြီး ဒါရေထဲမှာမြုပ်နေတဲ့ကျွန်းနဲ့ပဲလာဗျာကျွန်းနဲ့ရထူးခြားတဲ့စွမ်းရင်ကိုကျုပ်ပြမယ်ဥပေလေးလည်းဆူရွှဲနေတဲ့ခန္ဓာကိုယ်ကရေတွေကိုလက်နဲ့ညှစ်ချလိုက်ပြီးယောဂီဝိ၃ယောက်ခေါ်ဆောင်တဲ့နောက်ကိုလိုက်သွားခဲ့လိုက်တယ်တပန်းမင်းစီရဲ့ကလျက်မှာတော့ငါးပန်းလုံးကန်လုတ်ကန်ကြတဲ့လူနေရက်ကွက်တစ်ခုရှိနေပြီးလူနေရက်ကွက်ရဲ့ဘေးမှာတော့တောင်ထုံးနေတဲ့မြေပြင်တစ်ခုရှိနေခဲ့တယ်ယောဂီဝီလူကတောင်မီကိုရောက်တော့လက်ထဲမှာခြင်ထားတဲ့ကျွန်းနှတုံးကိုချလိုက်ပြီ။မောင်ကောင်သူ့မျက်လုံးကိုဒိဗဆက်ကူအင်ကပ်ပြီးလိုက်လို့ပြောလိုက်ဟာ ဘိမပါလာရဲသူကလွယ်ထည့်ရနဲ့အင်းချက်ကိုထုတ်ယူပြီးဥပိတ္တရဲ့မျက်လုံးကိုဆွဲပုတ်လိုက်တယ်။ဥပိတ္တလည်းမျက်လုံးကိုဖိပုတ်လိုက်တဲ့အချိန်ကြောင့်အမြင်အရုံတွေပြာခနေဖြစ်သွားပြီးမျက်ခုံကိုဖွင့်ကြည့်လိုက်တဲ့အချိန်မှာတော့သူ့ယူလာတဲ့ကျုံးတဲ့တုံးပေါ်မှာရစ်ပတ်နေတဲ့မဲမဲပြောင်ပြောင်မွေရောက်တဲ့ကောင်ကိုမြင်တွေ့လိုက်ရတယ်။မလီဖះဖះဖះနည်းတဲ့ကောင်မျိုးမဟုတ်ပါလား။ဗပင်းကားကအဆွဲဖိုးဝေးနဲ့မွေရောက်ကြီးကကျုံးတဲ့တုံးပေါ်မှာခွေရင်ဥပိတ္တကိုစိုက်ကြည့်နေခဲ့တယ်။အရင်လည်းမကြောက်ပါနဲ့ဗျာ။ तू ကခမရောရန်ပြူးမဲ့သူမဟုတ်ပါဘူး။ ဟိုဒီဒီမွေကဘလို့လုံးပြီးဂျွန်းတဲ့တော့မရောက်နေရလဲ။ तू ကအစတွေကဒီတုံးပေါ်မှာနေရလေ။ခမရအနေနဲ့ကဒေဗာဆက်ကူအင်ဂျာအခုမှမြင်လိုက်ရတာ။ဖေယဖေယဖေယလောကမှာဒီလိုအရာတွေရှိနေသေးပါလား။သိရှိရပါဗျာ။ဒီတဲ့ဆန်းကျဲတဲ့အရာတွေလည်းအများကြီးရှိသေးတယ်။ယောဂီဝင်တဲ့လူကစကားစုံနာနဲ့ဗပင်းကားနေရဲ့မွေရောက်ရဲ့ကောင်းကိုတက်လိုက်ရာမဲနဲ့တောက်ပြောင်နေတဲ့မွေရောက်ရဲ့အသွင်ကနေအသက်20ရွယ်ခန့်ယောက်ျားလေးတစ်ယောက်အသွင်ကိုပြောင်းလဲသွားတာမြင်လိုက်ရတယ်။မောင်နာက ဒီလိုအသင်တို့စောင့်ရှောက်နေတဲ့ကျိုးနှက်တွေကိုပြန်လဲဖော်ယူပေးမယ်သူပဲသူကြောင့်မင်းတို့ဘဝတွေပြောင်းလဲကြလိမ့်မယ်ပြည်စုံကောင်းမွန်တဲ့ဘဝတွေကိုရောက်ကြရလိမ့်မယ်ဒါကြောင့်အခုအစားပြီးသူ့ကိုကူညီပါလို့ပြောလိုက်ရအစိမ်းအောင်ပိုသားအင်းကြီးကိုဝစ်စင်ထားတဲ့သူကခေါင်းကိုညှင့်ပြပြီဆရာကိုယ်တိုင်ပြောမှတော့ကျုပ်တို့မယုံကြည်စရာမရှိတော့ပါဘူးသူအနေနဲ့စောင့်ထိုင်ရမယ့်အရာတွေကိုစောင့်ထိုင်ပြီးခရီးမပြတ်ဘူးဆိုရင်ကျုပ်တို့ဘက်ကကူညီဖို့အသင့်ပါကဲကြားရင်တော့ဥပဒေရှေးလျှောက်ဒီပုဂ္ဂိုလ်ကအသင့်ကိုကူညီပေးပါလိမ့်မယ် တင်းအင်းနေရလဲရလာတဲ့အကျိုးမြတ်တဲ့ကနေလေးပုံနှစ်ပုံသူတို့အတွက်ကုသိုလ်ကောင်းမှုပြုပေးပါအကျိုးမြတ်ရရင်တော့ပြောရတဲ့အချိန်ကျုပ်လုံးနိုင်ပါတယ်ဒါနဲ့ခမည်းတော်ကဒီမှာနေရမှာမဟုတ်လားကျုပ်တို့ကခြေဦးတွေကသွားနေတဲ့သူတွေမျိုးအရက်ဒီသားတို့ကမှအချိန်ကြာကြီးမနေဖြစ်ကြဘူးအခုလဲအခုလဲတောင်းရင်မျက်ဆောင်ဖို့ကအခုအခုလဲတောင်းရင်မျက်ဆောင်ဖို့ကအကူညီလန်းတောင်းလို့တင်းကိုလမ်းလာပြပေးတာအခုလဲတောင်းရင်မျက်ဆောင်ဖို့ကအကူညီလန်းတောင်းလို့တင်းကိုလမ်းလာပြပေးတာတင်းလဲတနေ့ကျရင် တင်လေတနေ့ကျရင်တင်လေတနေ့ကျရင်တင့်နေရအောင်အစားထိုးမဲ့သူ ကျုပ်တို့ပဲလမ်းပြပေးပါကျုပ်တို့လိုပဲကျုပ်တို့လိုပဲလမ်းပြပေးပါယောဂီဝီလူကဥပိတေကိုပြုံးရွှင်နေမျက်နှာထားနဲ့ပြောပြီးလက်ကိုဝေးရမ်းလိုက်ဟာရှေးမှာရက်နေတဲ့လူကဖြက်ကနေပျောက်ွယ်သွားခဲ့တယ်အဲ့ဒီတော့မှဥပိတေကသူ့ရှေးမှာရှိနေတဲ့သူတွေကတာမန်ပုဂ္ဂိုလ်တွေမဟုတ်မှနားလေသွားပြီကျုပ်ဘက်ကစကားပြောတာရင်းသီးခဲ့ရင်တောင်းမှန်ပါတယ်ရပါတယ်ဗျာကျုပ်တို့နားလည်နိုင်ပါတယ်အုတ်ဒါနဲ့လေ ဒီဟာပုဂ္ဂိုလ်ရဲ့နာမည်ကိုသိခွင့်ရှိမလားကျုံနာမည်ကအောင်မြတ်တာလို့ခေါ်တယ်သူတို့ကတော့မောင်ကောင်းနဲ့ခွန်လာပါဆရာတို့နာမည်ကိုကျုံမှတ်သားထားပါမယ်တကယ်လို့ဒီရည်ရည်သားကိုပြန်ရောက်ရင်လေကျိုးစီကိုဆက်ဆက်လာခဲ့ပါဗျာကံမကုန်ရင်တော့ပြန်ဆောင်ကောင်းဆောင်နိုင်ကြမှာပါအေးကျုပ်ကိုခွင့်ပြုပါအောင်ဩဟိုဒါနဲ့ဒီကျိုးနှတော့ကိုတေချာကယူဆိုင်တင်းဦးတော့သူကခမည်းဘွားရဲ့အရေးကြီးဆုံးပစ္စည်းတစ်ခုပဲဩစိတ်ကြပါဗျာကျုပ်တေချာထင်းထင်းထားပါမယ် အောင်မြတ်သားတို့လည်းဥပိ္ပေစကားကြောင့်ပြုံးလိုက်ပြီးတွက်လက်တဲ့ခြေလန်းနေတဲ့အတူတောင်းရင်မိကန်တပေးကနေထွက်ခွာသွားခဲ့ပါတော့တယ်။ဒါဆိုရင်အဲ့ဒီတွေကသူတို့နဲ့မတွေ့ရတော့ဘူးပေါ့။အေးကွာအပြင်မှာတော့မတွေ့ရပါပဲ။အိမ်မက်ထဲမှာတော့မကြာခဏဆိုသလိုတွေ့ရတတ်တယ်။သူတို့ကြောင့်ပဲမင်းနဲ့ဆုံခဲ့ရလေ။ဟမ်ဘလို့ဟိုကျွန်တော်နားမရှိလို့ပြန်ပြောပါအောင်။ခင်မရဲ့စကားကြောင့်ဥပိ္ပေကကုန်းတရားကိုဗဇတဲ့ထိုးထည့်လိုက်ပြီးလွန်ခဲ့တဲ့တစ်ပတ်လောက်ကငါ့အိမ်မက်ထဲကိုငါ့ဆရာရောက်လာတယ်။အချုပ်ထဲမှာငါနဲ့တူတဲ့လူတယောက်တွေ့ရလိမ့်မယ်တဲ့။ အဲ့ဒါကြောင့်ငါလည်းအချိုးထဲရောက်အောင်ကြံရတာပေါ့ဟာဗျာကျုပ်ကြောင့်ဥပဒေအချိုးထဲရောက်ခဲ့ရတာပေါ့နေ့ရက်လောက်ကတော့ငါတို့ဘာမှမဖြစ်ပါဘူးကွာအိုးဒါနဲ့လေဥပဒေနဲ့ကျိုးနဲ့တွေကိုဘယ်လိုဆက်ချခဲ့လဲဆိုတာဘိုးသူတာအနေနဲ့ပြောပြပါလားအေးငါဒီလောက်ကိုဆက်လုပ်နိုင်ခဲ့တာပထမဆုံးတွေးခဲ့တဲ့ကျိုးနဲ့တုံးကြောင့်ပဲကွာအဲ့ဒီချိန်ကအိမ်မှန်မရှိစားကြံမရှိခဲ့တဲ့ကြောင့်ရလာတဲ့ကျိုးနဲ့တုံးပစိုးနဲ့ပဲပြီးသွားလျောက်တည်သွားခဲ့တာ တရက်တော့ငါအိမ်နေတဲ့ချိန်ကျွန်းနဲ့တရက်နဲ့အစင်းရောက်အိမ်ယူဝတ်ထားတဲ့လူထွက်လာပြီတရက်ပင်စိတ်အောင်မှာကျွန်းနဲ့ရှာဖို့ပြောတယ်ငါလည်းအိမ်မက်ကနိုးလာတော့သူပြောတဲ့အတိုင်းလုပ်ဖို့တရက်ပင်စိတ်ကိုထွက်လာခဲ့တာပေါ့ကွာဟိုတရက်ပင်စိတ်ဆိုတာအခုယူရီးယားဘက်ကိုသွားတယ်တရက်ပင်လေးစိတ်ကိုပြောရလားအေးဟုတ်တယ်ကွာအဲ့ဒီတော့ကတော့အခုလိုလေးလေးမများသေးတော့တရက်ပင်စိတ်ကကလေးတွေရေကူးတဲ့နေရာလောက်ပဲရှိသေးတယ်ငါလည်းသူပြောတဲ့အတိုင်းရေစင်းကုန်တော့အရှင်းနှစ်ပေလုံးမတစ်ပေလောက်ရှိတဲ့ကျွန်းနဲ့တုံတုံရှာတွေ့ခဲ့လေကျွန်းနဲ့တုံတော့ခါအောင်ချိန်ကြရဲကျွန်းနဲ့ချီပြီးကုန်းမောင်ဆွဲတင်တာပေါ့ အပေါ်ရောက်တော့ငါလဲဆန်ဘရော့ဒစီငါပြီလက်တလုံးနေရဖုန်းညောင်းနေရဇက်တဲကိုတေးလာခဲ့လိုက်တယ်အဲ့ဒီဂျုံတဲ့တော့ကဘလို့စွမ်းလဲဗျငါလဲအဲ့ချိန်တုန်းကဂျုံတဲ့ကိုဘာမှမသိဖြစ်နေခဲ့တာအဲ့တညမှာတော့အိမ်မက်တဲ့ကိုယောက်ျားတယောက်နဲ့မိန်းမတယောက်ရောက်လာပြီဂျုံတဲ့တော့ကိုငကယုံဖျားထုတ်ပြီးအတိတ်ကြောင်ဖျားမှလူကိုအိမ်မက်လာပေးခဲ့တယ်ဥပ္ပေရဘဘူးထုတ်တယ်လို့လားဟာဘယ်ရထုတ်တာမှလဲပထမဆန်းဆိုတာသူ့ဆက်နဲ့သူလာရဆိုတာအဲ့ကြမှာငါယုံလား အိမ်မက်မက်ပြီးနောက်နေဖုန်းကြောင်တွေကိုဗပူလုံငန်းနဲ့အသက်မွေးဝမ်းကြောင်လုပ်တဲ့မိသားစုတစုရောက်လာခဲ့တယ်။သူတို့ကလည်းဒီရက်တွေကတော့မြေဆန်းခရမ်းပြိုးလာတဲ့သူတွေလေ။ဖုန်းကလည်းသူတို့ကိုငါးနေရက်စဲမှာပေးနေရနေပြီးတော့ဗပူသမားအိမ်မှန်သိခဲ့တာ။ဥပ္ပေတွေအစင်တင်းလိုက်တာဗျာ။အေးဒီလိုပဲပြောရမှာပေါ့။သူတို့အကူညီနေပဲငါလည်းငကယုံဖျားတစုရခဲ့တယ်ပေါ့။ငါလည်းဖျားရရနဲ့အိမ်မက်ထရအတိုင်းဒိဋ္ဌံမရမှာသွားလှုပ်ပေးခဲ့တယ်။အေးဖြစ်ရှင်တော့ငါသွားရင်နေမှာဖျားပေးရကွင်းမြင်မှာငကနာပေးရနဲ့ကြုံတာပဲ။ ဆိုင်တန်ပုံတန်တွေလဲကြောင်းငါကျောက်တွေကဆက်သွားလို့မရတော့ပဲလက်ထဲမှာပိတ်လာတဲ့ဖီးကလည်းတဖြည်းဖြည်းနဲ့လေးလံလာခဲ့တာငါလည်းဘာလို့လို့လိုရမှမသိဖြစ်နေချေနဂနာဝဲမှာပူနေတဲ့မြားဆန်နေမင်းသမီးကငါဘက်ကိုလက်ညှိုးတို့ပြီးဂျွန်နမိုးဆိုးလာနေပြီသူ့ကိုဒီကိုခေါ်လာခဲ့လို့ပြောတော့တာပဲဂျွန်နမိုးဆိုးဆိုတဲ့နာမည်ကအဲ့ဒီကနေစရခဲ့တာပေါ့ဟုတ်ပါကွာငါလည်းတကားမှမကြုံဘူးတော့လူအုပ်ထဲမဝင်ရဘူးအဲ့ဒီမှာမိမတယောက်ကလူအုပ်ထဲကနေဘိုင်းနဲ့လဲကြပြီးငါစီကိုငကားကောင်လို့လူးလိန်လာခဲ့တာ ။ "तू ငါ့ရှိလေရောက်ကိုငါကယုံပြားကိုခေါင်းမရွက်ပြီးမြေကြီးပေါ်မှာလှုပ်လိုက်နေတာ။အေးထူးဆန်းတာလူရတာမြေကြီးပေါ်လှိမ့်နေပြီမယ်။ခေါင်းမွာဗျာအောက်ကိုကြမသွားဘူး။ဒါမျိုးတွေကမယုံလို့လည်းမရဗျာ။ဟိုတခြားသူတွေတော့မသိဘူး။ကျုပ်ကတော့ယုံတယ်။နောက်ထပ်ကျုံနဲ့တွေရှာတော့ထူးဆန်းတာတွေကြုံရသေးလား။ဘယ်ပြောကောင်းမလဲကွာကြုံရတာပေါ့။ကမောင်းဘက်မှာရေးကမောင်းဘက်မှာကျွန်းနံကုန်းတုံးကလူကြီးပေါင်လုံးလောက်ရှိတဲ့မွေငကားကောင်ကကျွန်းနံလုံးကိုရက်ပတ်နေတာဘလို့လို့လို့မဖဲဘူး နောက်ဆုံးမြန်ကြီးကဆရာတော်ကိုယ်တိုင်ကြွလာပြီမေတ္တာရကံမှာနေရဖယ်ပေးတာဟိုဒါဆိုကျွန်းတဲ့တရားငကားဆောင်နေတဲ့လို့ပြောလို့ရတာပေါ့နော်အဆောင်ရောက်ကတော့အများကြီးရေခင်မောကလာငါမင်းကိုပြမယ်ဦးဝေတရားခင်မောလက်ကိုဆွဲကဖယားကောင်ခေါ်သွားပြီးငကယုံဖယားကိုလက်ညှိုးနဲ့ညွန်ပြကအခုမင်းဖူးရတဲ့ငကားကောင်ဖယားအတော်ထူးဆန်းတာဒီဖယားကိုဖန်အံဘက်ကဆရာတော်ကမှားထားတာငါလဲကျွန်းတဲ့တရားအကောင်းဆုံးသားကိုယူပြီးဘဘူးသမားကိုထုခိုင်းတာပေါ့ဘဘူးသမားရဲ့ပြောတာတော့ထုနေတဲ့ချိန်မွေးတန်နေနှာမုတ်တန်နေကြားရတယ် ဖះလဲပြီးတော့ငါလဲမှားတဲ့စီကိုပို့တာဗောပို့လို့တပတ်လောက်လဲကြာတော့ဆရာတော်ကိုယ်တိုင်ငါးစီရောက်လာပြီဒီဖះကငါနဲ့မအပ်စဘူးမင်းစီမှာပဲအပူဇော်ခံလို့မိငယ်တယ်ဟုတ်ဘာဖြစ်လို့လဲဗျဆရာတော်ပြောတာကတော့ညာဘက်တွေဆိုလူကိုရောက်သူ့ခရင်ဘေးကိုလာပြီဒီနေရာမှာမနေလို့ကြောင်းနဲ့ငါးစီကိုပြန်ဖို့ပြီကိုထက်ထက်လဲလဲပြောနေရဲ့တဲ့အဲ့ဒါကြောင့်ဆရာတော်လဲငါးစီကိုပြန်ဖို့သွားတာပဲဥပ္ပေတွေအကြောင်းကြားရတာကျက်သိန်းနေအောင်ထားရဗျာအေးဒီလိုမျိုးတွေကြုံရတော့ငါလည်းပောက်ရတယ်မလို့ရတော့ဘူးလေ။အိုးဥပ္ပေတွေကိုကြုံတခုမင်းဦးမယ်ဗျာ ဟိုကျိုးနဲ့တွေကိုဥပဒေပြင်တခြားသူတွေရောမရှားကြဘူးလားအရှားကြတာပေါ့ခင်ဗျာဟိုအခုဆိုကျိုးနဲ့စီးရလဲကောင်းတော့ရှားတဲ့သူတွေပုံများလာကြတယ်ငါတော့အိမ်မက်ရမှာပဲရှားတာအခုလည်းအသက်ကြီးပြီဆိုတော့ငါနေရာမှာစက္ကန့်မို့လူတစ်ယောက်လုံနေပြီလေဒါကြောင့်မို့မင်းကိုလာခေါ်ခဲ့ရတာကျုပ်ကဘာမှမတက်ဂျလီဘီကောင်လေဗျာဥပဒေရဲ့ခြေပြတော်မမီလောက်ပါဘူးငါမြင်တော့မင်းမှလည်းတိမ်မြုံနေတဲ့အရာတွေရှိကောင်းရှိလိမ့်မယ်ငါစရာအကြောင်းရှိပဲမင်းကိုရှာခိုင်းမှာမဟုတ်ဘူး ေးဒါမဲ့မင်းကားစီမှာနေပြီးဘဝရဲ့တိုးတက်ရာတိုးတက်ကြအောင်ရှာမလားအရင်ဘဝကိုပြန်မလားဆိုတာတော့မင်းပဲဆုံးဖြတ်ရလိမ့်မယ်အာအရင်ဘဝတော့ပြန်မသွားချင်ပါဘူးဗျာဥပဒေတွေခေါ်ရင်တော့ကျုပ်နေမှာပေါ့ဒါဆိုရင်မင်းမကနေမယ်ဆိုတာသိကြရင်နော်သိကြပါရဲ့ဗျာဥပဒေတွေခိုင်းမြကျုပ်လုပ်ပါမယ်အေးအခုတော့မင်းကိုဘာမှမခိုင်းသေးဘူးမကြခင်ချိန်မှာတော့မင်းရောငါရောလုပ်ရမယ့်ကိစ္စတခုပေါ်လာလိမ့်မယ်ဒီကိစ္စကိုတော့ငါစရာကြီးစီမံမယ်ထင်တယ် ိုဒါပြင်ကျိုးကဥပေတရေဆရာပြီသူကိုမြင်ရတော့မှာပေါ့နော်အေးမင်းအခုလို့တောက်စားမှုရင်နေတော့မြင်နိုင်မှာမတင်ဘူးဟိုကျုပ်ထိမ့်ပါမယ်ဗျာဟိုမတောက်ရရင်လည်းနေနိုင်အောင်ကြိုးစားပါမယ်ကောင်းပြီလေမင်းရဲ့လုံနိုင်စွမ်းကိုစောင့်ကြည့်ကြသေးတာပေါ့ဥပေတရေခင်မအောင်အကဲခက်ကလမ်းပြောပြီးဖះเจ้าဆောင်မကိုထထွက်သွားကကျွန်းနှင်းစင်းတူကိုအဝတ်နဲ့ပုတ်တက်နေခဲ့လိုက်တယ်ဥပေတရေနဲ့ခင်မောင်တို့ကိုအောင်မြတ်တာဘာကြောင့်စူးစိခိုင်းနေတာလဲ သူတို့နှစ်ယောက်နဲ့တူအောင်မြတ်သားတို့ဘာကိစ္စတွေလုပ်ဖို့ရှိနေလဲဆိုတော့အောင်မြတ်သားနဲ့နတ်ဖွဲ့တဲ့ကျွတ်နှစ်တုံးဆိုတဲ့ဝတ္ထုမှာဆက်လက်ခန်းစားနာဆင်ပြီပါဒီဇလန်လေးကတော့ဒီတွင်ပြီးဆုံးပါပြီနောက်ထပ်တင်ဆက်ပေးသွားအောင်မယ်အောင်မြတ်သားရဲ့အခန်းစက်ဇလန်လေးကိုလည်းဆက်လက်ခန်းစားနာဆင်ပေးပါအောင်လို့ပြောကြရင်ဒီနေ့ရဲ့စီစဉ်လေးကနေနှုတ်ဆက်ပါရစေကျွန်တော်တို့တင်ဆက်သူဂျင်းပဲဖြစ်ပါတယ်